စီကောမရှင်ကတန်းမျိုးသားလူမြောက်ရေးတက်မတော် TNL သိမ့်ပိုက်ထိန်ချုပ်ထားတဲ့တီဘောမျိုးကို ပြန်လည်ရယူဖို့ထိုးစစ်ဆင်လာရာ မျိုးနီးနာထိရောက်ရှိလာပြီဖြစ်တယ်လို့သိရပါတယ်။စီကောမရှင်တက်ဟာကြောင်မဲမျိုးကိုထိုးစစ်ဆင်ပြီးတဲ့နောက်တီဘောမျိုးကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လာရာအောက်တိုဘာ23ရက်ကဘောဂျိုကိုပြန်လည်သိမ့်ပိုက်ရရှိပြီးနားခဲရွာနာထိရောက်ရှိကတီဘောမျိုးနီးထိရောက်ရှိလာပြီဖြစ်တယ်လို့ဧသာကန်တွင်စီကသိရှိရပါတယ်။ စီရီပထိုးနဲ့ရှင်းအောင်မွေနှစ်တွေထိခိုက်ပျက်စီးမှဆိုးလို့ဘော်ဂျိုကဆရာတော်နဲ့မြို့ကန်တွေရဲ့မေတ္တာရက်ခံမှုကြောင့် TNL တပ်ဖွဲ့တွေကစုခွာပေးခဲ့တာတိုက်ပွဲမဖြစ်ဘဲဘော်ဂျိုကိုစစ်တပ်ကရလိုက်တာအခုမြို့နီးကိုရောက်နေပြီလို့မြို့ကန်တို့က ERI Times ကိုပြောပါရတယ် နေ့ကအော်တိုဘားလ14ရက်နေ့ညနေပိုင်းချိန်မှာစစ်ကောမရှင်တက်ကလေကြောင်းကနေတီဘောမြို့နီးကနားလွယ်နန်ဟူးနယ်ခါလိန်မန်ဟဲစတဲ့ကျေးရွာတွေကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သတင်းရင်းမြစ်တွေစီကသိရှိရပါတယ်။လက်ရှိမှာစစ်ကောမရှင်တက်ဟာတီဘောမြို့တွင်ဝင်ရောက်နိုင်ဖို့လေကြောင်းပြင် drone နေနဲ့နေ့စဉ်ဘုံကျဲတိုက်ခိုက်နေပြီးတီအန်အယ်ထိန်းချုပ်ထားတဲ့မြို့တွေကိုလေကြောင်းက နေ့စဉ်တိုက်ခိုက်နေပါတယ်။ တီဘောမြို့ကန်တွေနဲ့မြို့နီးနားကခြေရွာတွေကဒေသခံတွေဟာတိုက်ပွဲလွတ်ရာနေရာတွေကိုတင်းရှောင်နေကြပြီးစစ်ကောင်မရှင်တပ်တွေဝင်ရောက်လာပါက၎င်းတို့ရဲ့နေအိမ်တွေကိုချိတ်ပိတ်သိမ်းယူရာနဲ့ပေါထရင်းယူဆောင်မှုတွေပြုလုပ်မှာကိုစိုးရိမ်နေကြတယ်လို့ဒေသခံတွေကဆိုပါတယ်